နောက်တစ်ခုကဒီကောင်ဒါ6လ6လတက်တန်းတိုးတိုင်းမှာဒီကောင်ကိုဆဲတဲ့သူအများဆုံးကတက်ထဲရကောင်နေအဲသူ့အိတ်ထဲကစိုက်ပေးရတာမဟုတ်ဘဲနဲ့ပေါ့နော်စိုက်ပေးစရာမလိုဘဲနဲ့သူ့ကိုထောက်ခံမှုရအောင်နှီးမျိုးစုံနဲ့လုပ်နေတဲ့ကောင်ဒီကောင်ကရုရှားကဒါပူတင်ကိုတွားပြီးတော့ပေါ့နော်တတော်ဦးတင်ရလောက်တဲ့အထိသူရဲ့နောက်ွယ်မှာဘာတွေရှိနေလဲတကယ်စိတ်ဝင်စားဖို့ကောင်းပါလားပြီးအဆင့်တိုင်းမှာတင်နိုင်ရည်ရှိတယ်ပိုကျုပ်စိတ်နေသေးပေါ့နော်တင်နိုင်ရည်ရှိတယ်အာအောက်ကရဲဘော်ဆိုရင်တော့ပြောမနေနဲ့ရှေ့ဆုံးကတိုက်ရတဲ့ကောင်တွေလေပိုသေးတာပေါ့ ္ဂလာပါဒီနေ့ကတော့အော်တိုဘာလ၁ရက်နေ့နောက်25ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာတော့ဒါကြောင့်မင်းအောင်လှိုင်ကဒီနန်းစီတန်ဝန်ထမ်းတွေကို3000တိုးပေးတာဘာလို့လဲပေါ့နော်3000ဆိုတော့လစာတိုးပေးတာမဟုတ်ဘူးထောက်ပံ့ကြေးတိုးပေးတာအဲ့တော့ဒီထောက်ပံ့ကြေးကဘာဖြစ်လို့ထောက်ပံ့ကြေးပဲပေးရလဲပေါ့နော်လစာမဟုတ်ဘဲနဲ့ဘာလို့ထောက်ပံ့ကြေးပဲပေးတာလဲဘာကြောင့်မလို့တိုးပေးတာလဲဘာရွယ်ချက်နဲ့လဲပေါ့နော်ပြီးတော့ငွေစက်ကူအစ်တွေရိုက်နိုင်မယ်ဆိုတဲ့ဟာမျိုးလည်းသိရတယ်အဲ့ဒါဒီကဘာတွေဖြစ်လာမလဲအဲ့နောက်တစ်ခုကတော့မင်းအောင်လှိုင်ကဒါရုရှားမှာပူတင်နဲ့တွေ့တဲ့အချိန်မှာသူကဒီရွေးကောက်ပွဲပြီးသွားပြီဆိုတဲ့ခါကြရင် ဒါသူ့ရဲ့တာဝန်တွေပေါ့နော်နိုင်ငံတော်တာဝန်တွေကိုသူကပြန်လွှဲပေးမှာပါဆိုပြီးတော့တတော်ဦးတင်တဲ့ဟာရှိအဲ့ဒါကလည်းဘာလို့လဲဆိုတဲ့အကြောင်းနော်အဲပြီးတော့ကြတော့ပြီးတော့ကြတော့ဒီကြန့်ခိုင်ရေးပါတီကဝင်ပြိုင်မဲ့အမတ်လောင်းနေပေါ့အဲအမတ်လောင်းနေရဲ့စရင်ကိုလျှို့ဝှက်ထားတယ်ဆိုတဲ့ဟာပေါ့နော်ဘာကြောင့်လျှို့ဝှက်ထားတာလဲအပြင်ဘာကြောင့်ကြောက်နေကြတာလဲဆိုတဲ့အကြောင်းမျိုးပေါ့နော်အဲအဲ့ဒါကြီးလည်းဒါကျွန်တော်ပြောဖို့ရှိပါတယ်ပထမဆုံးတော့အဲအကြောင်းနဲ့ပဲစတယ်ပါဗျာအဲ့ဒါပါလဲဆိုတော့ဒါကြန့်ခိုင်ရေးပါတီကဒီ2025အကုံ2026အစမှာ ဒါအပိုင်းလိုက်ပေါ့နော်ဘလို့ပုံစံမျိုးနဲ့လုပ်မလဲတော့မသိဘူးအပိုင်းလိုက်လုပ်ပါမယ်ဆိုရင်ကြွေးကြော်ထားတဲ့မင်းအောင်လှိုင်ရဲ့တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ်အမတ်လောင်းနေရှိတယ်ပေါ့နော်ဒါကြံ့ခိုင်ပါတီကနေပြီးဝင်ပြိုင်မယ်အမတ်လောင်းနေအဲ့ဒီအမတ်လောင်းနေရဲ့ဒီနာမည်စည်ရင်းနေပေါ့နော်ကိုစားပြုမဲဆန္ဒနဲ့ဘာညာဒါတွေကအစသူကလုံးဝအဲဒီအတိမပေးပဲပေါ့ဗျာမကြင်ညာပဲနဲ့သူကလျှို့ဝှက်ထားလျှို့ဝှက်ထားတဲ့အကြောင်းအရာကလည်းဒါတတိမှာပါတဲ့အတိုင်းပဲကြောက်လို့ ကြောက်လို့ဆိုတာဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေရဲ့အနေပြုတ်မှုကိုကြောက်နေတဲ့အတွက်ပေါ့နော်။လောက်ကျန်တက်ပြက်ခံမှာလေကြောက်တဲ့အတွက်အခုလိုမျိုးပြုတ်ဝတ်ထားတာဆိုပြီးတော့လေတတိယကြောက်တင်တယ်။ကြောက်တင်တယ်ဘာလို့လဲဆိုတော့ဒါပြည်သူကိုနှိမ့်ဆက်တက်ပြက်တဲ့ကောင်တွေဖြစ်တဲ့အတွက်ကြောက်ကိုကြောက်တင်တယ်။ပြီးရင်ဒီသူတို့ပြောတဲ့ဒါတော်လိုင်းတက်ဖွဲ့တွေ PDF တက်ဖွဲ့တွေဆိုတာကလေတကယ်တော့ပြည်သူပဲ။ဒီတက်ဖွဲ့တွေပေါ်ပေါက်လာတဲ့ဆိုနေကလေဒီကောင်တွေကြောက်မလို့ပဲ။ ပြည်သူကိုနှိမ့်ဆက်တက်ဖြတ်တာတွေဖိနှိပ်တာတွေဒါမျိုးပုံစံမျိုးတွေပေါ့နော်အာနာကိုလွဲသုံးစားလုပ်ပြီးတော့ပြည်သူကိုရက်ဆက်တာမျိုးတွေကြောင့်မလို့မခံနိုင်တော့လို့ပြည်သူတွေကလက်နက်ဆွဲကင်ပြီးတော့တော်လန်းတာအဲ့ဒါကြောင့်မလို့ဒီ PDF တက်ဖွဲ့တွေတော်လန်းတက်ဖွဲ့တွေဆိုတာကလည်းပြည်သူပဲအဲ့တော့ပြည်သူရဲ့တခတ်ချင်းကိုခံရမှာကိုတော့သူတို့ကကြောက်တယ်ပြောချင်တာကဗျာအဲသူတို့ကဒီလိုမျိုးရွေးကောက်ပွဲလုပ်ပါမယ်လုပ်တဲ့အချိန်မှာလာပြီးတော့အနေပေးမှာစိုးလို့ပါဆိုတော့ဒီဘက်ကမသိရင်ပဲဒါလူစိုးတွေလူမိုက်တွေဖြစ်နေဦးမယ်ပေါ့နော်အဲဒါကြောင့်မလို့ဒါအခုလိုမျိုးရှင်းပြခြင်းဖြစ်တယ်အဓိကတော့ဒါပြည်သူတွေကနေပဲမခံနိုင်တော့လို့လက်နက်ဆွဲကင်ပြီးတိုက်ပွဲဝင်နေတဲ့ပြည်သူတွေဖြစ်တယ် ဲ့တော့ပြည်သူကိုအခုလိုမျိုးဒါမမှန်ရဲလှုပ်ခဲတဲ့ကောင်တွေဖြစ်တဲ့အတွက်ကြောက်တင်တယ်ပြီးရင်အလကားတက်တက်အကြောင်းမဲ့တက်တက်တော့ပြည်သူကအနေမပေးဘူးဘာဖြစ်လို့လဲဒါတို့ရဲ့လှုပ်ရက်တွေကြောက်မလို့ကိုဒီနေ့ဒီချိန်နေရောက်လာခဲ့တာပေါ့နော်နောက်တစ်ခုသာကြုံစဉ်းစားမိတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီပြောင်းသွားတဲ့အထဲမှာဒါစစ်ကောင်စီဘက်ကနေရောပြောင်းသွားတဲ့ဗိုလ်ချုပ်တွေလည်းပါဗမူကျုပ်တွေဗိုလ်ချုပ်တွေပေါ့နော်အဲပြီးရင်ဒါဗမူကြီးတွေအရွယ်ဆုံးပေါ့နော်အရွယ်ဆုံးယာတို့အဆုံပေါ့နော်တက်ကြည်စီရေးထိရုံးအုပ်တွေတက်ကြည်စီရေးအစ်နေထိပါပါတယ် အဲ့ကောင်တွေကအဲ့ဘက်ကိုပြောင်းပြီးတော့ဒါငိုးချရှုကိုလုံမှာပေါ့ဗျာလုံမှာဆိုသူတို့ငကိုနေခဲ့ရတဲ့သူတို့ရဲ့နေရာကကျတော့ဒီအာနာရထားတဲ့အာနာကိုလက်နက်နဲ့အကြောင်းပြပြီးတော့တင်ပိုက်ထားတဲ့အဖွဲ့စည်းထဲမှာနေတာပြောရရင်စစ်တပ်ထဲမှာနေတာအကြမ်းဖက်စစ်တပ်ထဲမှာနေတဲ့အတွက်သူတို့မှာအချွေရန်တင်ပင်အဲပြီးရင်ဒါခုနလိုလုံခြုံရေးအဆောင်ရှောက်ပေါ့နော်ဒါမျိုးပုံစံမျိုးတွေကအစင်လိုက်ရှိလိမ့်မယ်ဗျာအောက်ကရဲဘော်ကတော့မပြောလို့ပေါ့နော်အဲ့တော့အဲ့လိုကနေပြီးတော့သူကတစ်ဖက်ကိုပြောင်းသွားပြီဆိုနေကသူကဘောင်းကြီးဝေးရပြီလေအမ်ပစိုးဝေးရပြီအဲ့တော့သူတို့မှာဒီဥစ္စာတွေပါမလာတော့ကြံခဲ့ပြီ ပြောရရင်ဗျာလက်နက်ကိုဒါဆုံးလိုက်ရတာဖြစ်တဲ့အတွက်သူတို့မှာပါဝါကြတယ်ကြတော့ကြသူတို့လုံခြုံရေးတွေကဆက်သူတို့ကြောက်ကြတယ်သူတို့စိတ်ပူကြတယ်တည်ကြတယ်တကယ်စိတ်ပူမှာပဲငါငါတို့အထဲထဲမှာနေတော့မှတော်သေးတယ်တည်ရင်မှုဆိုငါ့ကိုကာဝယ်ပြီးမှတည်ရင်ရှိသေးတယ်အာ viewer မှုဆိုလည်း viewer ရှိသေးတယ်အတ္တမှုဆိုလည်းတမရှိသေးတယ်ငါ့အောက်မှာတည်ရင်စိတ်ရင်လောက်ရှိတယ်ပေါ့နော်အခုကြတော့အဲ့လိုမဟုတ်တော့ဘူးလေဒီလိုပုံစံမျိုးနဲ့ပြောင်းသွားရဆိုတဲ့အတွက်သူတို့ရဲ့လုံခြုံရေးကိုသူတို့တည်အောင်ကြောက်မှာပဲပြီးတော့ဒါသူတို့ ပြောင်းသွားတဲ့အဖွဲ့ကသူတို့ရဲ့ဒါအမိကန်ပေါ့နော်ဒါစစ်ကောင်စီရဲ့အမိကန်ဒါကြံ့ခိုင်ရေးဆိုတာလည်းသိရတယ်ဒါပေမဲ့ကြံ့ခိုင်ရေးကလည်းစစ်တပ်ပဲအဲ့လိုမျိုးအဖွဲ့ကြီးဆိုပေမဲ့လည်းအဲ့ဘက်မှာငကူကနေကရောက်ရှိထားပြီးသားနေရာယူထားပြီးသားပြည်နေရာကိုမျှော်မှန်းထားပြီးသားသူတွေကအခုလိုမျိုးပြောင်းလာတဲ့မိုးရွှေခိုးတွေကိုလက်မခံကျင်ကြဘူးတေးကြတယ်အဲ့ဒါလေမကြိုက်ဘူးဗျာမချစ်တော့လဲအောင်းကနန်းသာဖြစ်ရင်ဖြစ်နေလိမ့်မယ်ဒါပေမဲ့မကြိုက်ဘူးဘာလို့လဲဆိုတော့သူတို့လောက်ခဲ့ရတာတောက်လျှောက်သူတို့ရှိမှလည်းပြောတယ်ဟာဒါသူတို့လောက်တော့ကတောက်လျှောက်ဒါပြည်သူတွေဆဲတာခံရတယ်ဆိုတာခံရတယ်အနေပြုမှကြောက်ရတယ် ခြေုံချတုံဖြစ်ရတယ်ဗောနော်ဒါမျိုးပုံစံမျိုးတွေနဲ့မကောင်းမဲပြောခံလာရတာသူတို့ကတောက်လျှောက်ပြောခံလာရတာဒါပေမဲ့နီးလာပြီဟေးဆိုတဲ့အချိန်ကျမှသူတို့ဒီနေရာတွေကိုညှော်မှန်းပြီးတော့ရတော့မယ်နိုင်တော့မယ်နိုင်မို့လဲသူတို့တည်ကြတယ်လေဘာလို့နိုင်အောင်လဲသူကလှုပ်ထားတာဗောအဲ့တော့ကျသူကအချိန်နေကောင်းတယ်ငါတို့နေရာရတော့မယ်ဆိုပြီးတွေးနေတဲ့အချိန်ကျမှရောက်လာတယ်ပူကြုတ်ကြီးတွေရောက်လာတယ်ပူမှုကြုတ်တွေအဲ့ကြောင့်သူတို့ပဲပြောမလဲအဲအဲ့ကြောင့်ဒီဥစ္စာနဲ့ပတ်သက်လို့လေဒါအတွင်းထဲမှာဗောနောပြဿနာတွေမတက်ဘူးလို့မပြောနိုင်ဘူးနောက်တစ်ခုကဖြစ်လဲဖြစ်လာလိမ့်မယ် အခုဆိုရင်တို့အချင်းချင်းကြားထဲမှာတောင်မှပဲဒီအွန်လိုင်းလုပ်ငန်းစဉ်တွေလုပ်တဲ့ခါကျရင်အဲ့လိုကောင်တွေကိုမကူညီဖို့ဆိုပြီးတော့မူဝါဒတွေချနေရဆိုပြီးတော့တိလာရတိုင်းရတကယ်အကြီးကြီးအကွဲချောင်းကြီးနော်အကြီးကြီးတကယ်အဲ့တော့အဲ့လိုမျိုးတို့တပ်ဖွဲ့ထဲမှာနေမယ်အဲ့လိုဖြစ်နေတာပေါ့နော်ပြောရရင်ညာဘက်ကနေဘယ်ဘက်ကိုပြောင်းသွားတယ်ဆိုပေမဲ့လည်းဒါပဲဒါပေမဲ့လည်းအထဲထဲမှာဖြစ်နေတဲ့အခြေအနေတွေကတော့ဒါတွေကိုကြုံရနိုင်ချေရှိတယ်ဆိုတဲ့ဟာပြောပြတာပေါ့နော်ဒီကတော့တွေကလည်းဒီသက်ဆိုင်ရာအမတ်လောင်းစရင်းနေမက်ဆန်နာနေနဲ့ပတ်သက်လို့ပေါ့နော်တိရသမျှဟာတွေအကုန်လုံးကိုချားပြသူတွေသိအောင် သတင်းဌာနတွေကနေတဆင့်ပေါ့နော်ဒါဝေးမြပေးတာမျိုးတွေလုပ်ပေးကြပါအဲအဲ့ဒါကြောင့်မလဲဒါဒေါ်လိုင်းတက်ဖွဲ့တွေကလည်းတီးခွင့်ရမယ်ပေါ့နော်အဲ့တော့တခုရှိတာပေါ့ဗျာသူတို့တွေဘလောက်ပဲလျှို့ဝှက်လျှို့ဝှက်ပေါ့နော်အားလုံးတီးတဲ့လျှို့ဝှက်ချက်ဖြစ်နေတာတော့ကတ်တော့ပေါ့နော်အဲ့ဒါကဒါသတင်းဌာနတွေစီကိုတောက်လျှောက်ရောက်တယ်အဲ့ဒီဟာကလည်းသူတို့အတွင်းတွေကသူတွေကိုကသူတို့ကိုမထောက်ခံဘူးဆိုတဲ့အကြောင်းဟုတ်တယ်လေဒီဖျဲသီးဆိုတာတွေကသူတို့လူပဲအမှန်တမ်းပြောရင်တော့ဒါယူနီဖောင်းဝတ်ထားတဲ့သူတွေပဲဒါပေမဲ့အဲ့ဖျဲသီးဆိုတာတွေက လွယ်လွယ်ကူကူဖြစ်လာမှာမဟုတ်သူတို့ကိုမကြိုက်လို့သူတို့ရဲ့လောက်ရက်တွေကိုယွန်ရှာလို့နောက်ဆုံးသူတို့တက်နိုင်တဲ့အလုပ်တွေကိုပြည်သူ့အတွက်လုပ်ပေးမယ်ဆိုပြီးတော့အထဲတွေကနေပြီးတော့သတင်းတွေပို့ပေးနေတာအားကြောင့်မလို့တေးကြတဲ့မကြတဲ့အချိန်တော်တွင်မှာလည်းဒီစီးရင်တွေကပေါက်ကြအောင်မယ်လို့ယုံကြည်တယ်ရှေ့မှာလည်းဒါဝန်ထမ်းစီးရင်တွေပေါက်ကြတာအများကြီးပဲပေါ့နော်အာထောင်နဲ့တောင်းနဲ့ချီတဲ့စီးရင်တွေပေါက်ကြခဲ့တာတွေအများကြီးရှိတယ်အခုဒီဥစ္စာလဲသူတို့ဘလောက်ပဲဖုံးဖိတာဖုံးဖိတာဒါထွက်လာမဲ့အရာတွေပဲဖြစ်တယ်အဲနောက်တစ်ခုကပေါ့နော်ဒီလိုမျိုး ဒါမက်လောင်းနေရဲ့စီးရင်ကိုတော့လွတ်ဝတ်ထားတယ်ဆိုတော့သူ့ရဲ့ဒါရွေးကောက်ပွဲကြီးကတရားမျှတမှုရှိတယ်ဆိုတာလုံးဝမဟုတ်ဘူးလို့ပဲသိကြတယ်သူကဘာလဲအဲ့အမက်တွေကဘာလဲအမက်ဖြစ်သွားရင်တော့မပုံးနေအောင်ပါလားသူကအဲ့လိုမျိုးလားသိကြတယ်ဒီကောင်တွေလုံနေတဲ့ဟာတွေက ဒါတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲတစ်ခုပဲဖြစ်တယ်အဲရွေးကောက်ပွဲကိုအနံ့ရဖို့အတွက်တော့နီးမျိုးစုံနဲ့တုံးနေတယ်ဆိုတာကိုတော့ဒါကျွန်တော်သိရမယ်အဲသူတို့တွေကြောက်လဲကြောက်တဲ့နဲ့ကြောက်ရမယ့်အလုပ်တွေကိုလုပ်ခဲလို့ကြောက်တဲ့နဲ့ဆိုတာကိုပြောတာပေါ့နော်နောက်တစ်ခုကတော့ဒါမင်းအွန်လိုင်းကရုရှားကိုသွားတယ်ရုရှားမှမဟုတ်ပါဘူးအခုရက်ထဲမှာသူတရုတ်သွားလိုက်ရုရှားသွားလိုက်နေရာစုံကိုသွားပြီးတော့သူဒီရွေးကောက်ပွဲနီးလာတာနဲ့အမျှပေါ့နော်ရွေးကောက်ပွဲအနံ့ရရှိရေးအတွက်သူနေမြေတွေစိုးမိုးမှုတွေပြန်ရရှိရတဲ့အတွက်ဤပညာတွေသွားပြီးတော့တောင်းခံတာမျိုးတွေရှိမယ်တွေ့ပြီးတော့မျက်နှာလိုအားရနဲ့သွားပြီးတော့ပေါင်းတာမျိုးတွေရှိမယ် အဲပြီးတော့ဒီအာနာရဖို့အတွက်ပေါ့နော်ဒီနိုင်ငံတွေရဲ့အကူအညီကိုနှီးမျိုးစုံနဲ့ယူနေတဲ့ဟာတွေရှိတယ်အခုလဲသူရုရှားကိုသွားတဲ့အချိန်မှာသူကပူတင်နဲ့တွေ့တဲ့အချိန်မှာတွေ့တွေ့ချင်းပဲသူပြောတဲ့ဟာရှိရတယ်အဲ့ဒါပါလဲဆိုတော့သူကဒီသူလုံးမဲ့ရွေးကောက်ပွဲပေါ့နော်သူလုံးမဲ့တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲအဲ့ရွေးကောက်ပွဲအောင်မြင်အောင် ပြီးဆုံးအောင်လုပ်ပြီးပြီဆိုတာနဲ့သူကနိုင်ငံတော်တာဝန်တွေကိုပြန်ပြီးတော့လွှဲပြောင်းပေးပါမယ်ဆိုပြီးတော့ဂတိပြုလာတဲ့ကျွန်တော်ပြောချင်တာဒီကောင်ကရုရှားကဒါပူတင်ကိုသွားပြီးတော့ပေါ့နော်တတော်ဦးတင်ရလောက်တဲ့အထိသူတို့ရဲ့နောက်ွယ်မှာဘာတွေရှိနေလဲတကယ်စိတ်ဝင်စားဖို့ကောင်းပါလား ဘာလို့လဲဆိုတော့ဒီလိုမျိုးဒါလှုပ်ဖို့အတွက်ပေါ့နော်ဒါရွေးကောက်ပွဲလှုပ်ဖို့အတွက်ကစဒီရုရှားတို့တရုတ်တို့ကဒါပြောနေခဲ့သလားတွန်းအားပေးနေခဲ့သလားဆိုတဲ့ဟာတွေလည်းဒါကျွန်တော်စဉ်းစားရမှာပေါ့နော်ဘာလို့လဲဆိုတော့တရုတ်နဲ့တွေ့တဲ့အချိန်မှာလည်းဒီလိုမျိုးပဲဒါသရုံမတင်ဘူးလို့ပြောလို့မရဘူးဗျာဒီကောင်ကတည့်ရတဲ့အချိန်မှာသူလှုပ်သမျှဟာအကုန်လုံးကိုသူ့ပထွေးတွေကိုလိုက်ပြီးတော့ပြောပြနေရတဲ့အနေထားအကြအဲ့နောက်ွယ်မှာဘာဒီသဘောတူညီမှုယူထားလဲဒီရွေးကောက်ပွဲအောင်မြင်အောင်လုပ်ပြီးသွားပြီဆိုတဲ့ခါကျရင် तू ကပဲနေရာကိုယူမှာလဲအဲ့နေရာအတွက်သူတို့ဘလို့တွေသဘောတူထားကြတယ်လဲဆိုတဲ့ဟာက တကယ်စဉ်းစားရမယ်ဒါစိတ်ဝင်စားစရာအချက်တစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့သူကပြောလိုက်သေးတယ်ဒါရွေးကောက်ပွဲကိုလည်းသူကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင်သူလုပ်မယ်အဲ့လိုမျိုးလုပ်နေတဲ့အတော်အတွင်းမှာလည်းနိုင်ငံတကာကဒါရွေးကောက်ပွဲလိလာရေးအဖွဲ့တွေကိုသူကဖိတ်ခေါ်ထားပါတယ်ဆိုတဲ့ပုံစံမျိုးပြောတယ်ရှေ့မှာလည်းဒါဘယ်လာရုလိုပါလို့စီကနေပြီးတော့သူကအဲ့လိုပုံစံမျိုးတွေပြောခဲ့တာလည်းရှိတယ်ဖိတ်ခေါ်ခဲ့တာလည်းရှိတယ်ဆိုတော့သူကပြောချင်တာကဒါသူကအချီးလုံးမှာပြောရတယ်သူလုပ်တဲ့ဟာကအမှန်ကန်ဆိုတဲ့အကြောင်းကိုသူပြအပြဖို့အတွက်ကိုလည်းသူကလက်ညှိုးထိုးရမယ့်လူတွေအကုန်လုံးကိုဆွဲချုပ်ထားတယ် ပြောရရင်တော့ဒီလိုဒီလိုလုံးပါအဲ့ဟာဥစ္စာကိုလုံးဖို့အတွက်ကိုအတိမတ်ပြူတာဘယ်နိုင်ငံနေရှိတယ်ဆိုတဲ့ပုံစံမျိုးဒါကြောင့်မို့ရလက်ကငါတို့ကအတီးပြူတယ်လုံးဝအမှန်ကန်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်သူကတေချာပေါက်လုံးပါဗောနော်အဲ့တော့စဉ်းစားစရာကဒါနိုင်ငံတော်တာဝန်တွေကိုပြန်ပြီးလွှဲပေးမယ်ဆိုတဲ့ဟာဗောနော်အဲ့ဒါကဘာအများထူးခြားသွားသလဲနိုင်ငံတော်တာဝန်တွေပြန်ပြီးလွှဲပေးမယ်ဆိုတာဒီအစိုးရတက်ပေါ်ပေါက်လာပြီဆိုတဲ့အခါကျရင်သူကဒီဥစ္စာတွေကိုပြန်ပြီးတော့အာဏာလွှဲပေးမယ်ဆိုတဲ့ပုံစံမျိုးပြောတာဗောနော်အဲ့တော့အဲ့လိုမျိုးလွှဲပေးလိုက်တဲ့အဖွဲ့အစည်းကဘယ်အဖွဲ့အစည်းတော့ပြောရရင်ဗျာ ကျွန်တော်ခုနပြောလို့ပေါ့နော်ညာဘက်ကနေဘယ်ဘက်လက်ကိုပြောင်းသွားတာပဲကွာတယ်ဗျာအကုန်လုံးကဒါပဲပေါ့နော်အဲဒါပဲဒီလိုမျိုးအဖွဲ့စည်းကလည်းဒီကောင်နေစီကနေပဲကူးပြောင်းသွားတဲ့လူတွေအများကြီးရှိတယ်အခုဆိုရင်ဒါ၄00ကျော်900နီးပါဒါဗိုလ်ချုပ်အဆင့်ကနေစပြီးတော့အိုးအောက်ရုံးအုပ်ကနေပြီးတော့ဒါတက်ကြည်ကြီးစီအဆင့်တီဒါကျန်းဖို့ဘက်ကိုပြောင်းသွားကြတာပေါ့နော်အဲ့လူတွေပဲအဲ့တော့ဒီဥစ္စာနိုင်ရဖို့အတွက်ကိုလည်း तू ကဒီဇိုင်းမှန်မှန်ကြိုးစားနေတယ်တကယ်လို့နိုင်ရပြီဆိုရင်တော့မှပဲ तू ပြန်လွှဲပေးလိုက်မယ်လူက तू ကိုယ်တိုင်ပဲဖြစ်နေတာပြောရမင်းအောင်လိုင်ကမင်းအောင်လိုင်ကိုပြန်ပြီးတော့အာနာလွှဲပေးမဲ့ပုံစံမျိုးကိုပဲ ဲ့ဒီဟာမျိုးဖြစ်အောင်လဲသူကဖန်တီးနေတာပေါ့နော်အဲ့တော့ညီမျိုးစုံနဲ့သူကလှုပ်ထားတယ်အနိုင်ရသွားလို့အာနာကင်ထားတဲ့သူတွေကလည်းသူတို့ပဲဖြစ်နေမှာပေါ့နော်ဒါလားဒီဥစ္စာလားဒါတရားမျှတတဲ့ရွေးကောက်ပွဲဆိုတာကဲကျွန်တော်ပြောချင်တာနောက်တစ်ခုကဒါသူကတက်ချုံနေရာကိုပါလွှဲပေးမှလားပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီအာနာကိုပြန်ပြီးတော့ပေးမယ်ဆိုရင်လည်းနိုင်ငံတော်တာဝန်တွေကိုပြန်ပြီးပေးမယ်ဆိုရင်လည်းဒီတာဝန်တွေရောပါလေဗျာအဲ့တော့ဒီတက်ချုံဆိုတဲ့ယာဒူးကိုရောသူကလွှဲပေးမှလားအလွှဲပေးရင်ရောဘသူ့ကိုလွှဲပေးမှလဲအခုလက်တော်မှာဒါရေပန်းစားနေတဲ့ကျော်စွာလေးရှိမယ် ရဲဝင်းဦးရှိမယ်ရဲဝင်းတော်မှဒါကျော်စာလင်းလောက်ရေပဲမစားဘူးအဲကျော်စာလင်းကိုပေးနိုင်ခြင်းရှိတယ်ဆိုပြီးပြောကြတယ်အဲ့တော့ကျော်စာလင်းနဲ့ဒါညီစွန်းနိုင်တဲ့ဒါသူ့ထက်အကြီးတွေစီနီယာတွေကိုလည်းရှင်းထုတ်တာမျိုးတွေလည်းလုပ်နေရတယ်အဲ့တော့ရက်ဘတ်မာယောစစ်ဘတ်မာယောသူကသူ့နီးသူ့ဟန်နဲ့သူဆက်ပြီးတော့အာနာဆွဲကင်ထားလို့ရမယ့်အနေထားကိုသူစူးစမ်းထားတယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာတွေကရောဒါသူတကယ်လွှဲပေးမှာလားအဲကျော်စာလင်းဆိုလဲကျော်စာလင်းပေါ့နော်လွှဲပေးမှာလားအဲကျော်စာလင်းကရော သူတကယ်လွှဲပေးရလောက်တဲ့အထိပေါ့နော်ယုံကြည်မှုသူရှိရလားပေါ့နော်ပြီးတော့ဒါသူအာနာသိမ်းပြီးတခြားလုံးမှာသူလုတ်ခဲ့တဲ့လုတ်တွေပေါ့နော်အဓိကတော့ဒါတနိုင်ငံလုံးအတိုင်းအတာနဲ့ဒါတိုက်ပွဲတွေဖြစ်တယ်စစ်ပွဲတွေဖြစ်တယ်အဲ့လိုနေသားမျိုးမှာကိုယ်ကဲခိုင်းတဲ့ဒါသူ့ရဲ့ဒါတမမှုတွေရှိတယ်တိုင်းမှုတွေရှိတယ်အဘူကျုပ်တွေဘုံမှုကျုပ်တွေဘုံမှုကြီးတွေဒါမျိုးပုံစံမျိုးတွေရှိတယ်အဲ့ထဲကသူတွေတော်တော်များများကိုလည်းသူကဖြုတ်ထုတ်တတ်တွေလုတ်တာတွေအများကြီးပဲ တချို့ဆိုရင်ပြုတ်ပုံတယ်တချို့ဆိုအေးအေးယူခံရတယ်တချို့ဆိုထောင်ကျရတဲ့ဖြစ်သွားတယ်တက်လိုက်တဲ့ခေါင်းစဉ်တွေကလည်းစစ်တပ်မှာလုံးဝရိုးအီနေတဲ့ခေါင်းစဉ်တွေအဂရီလိုက်စားတယ်လို့အာတရားမဝင်ကိစ္စလုပ်တယ်လို့ဒါမျိုးပုံစံမျိုးတွေနဲ့ဒါခေါင်းစဉ်တက်ပြီးတော့ညှို့လာလို့ဖဲ့ကျင်လိုက်တဲ့သူတွေရှိတယ်အပြစ်ပေးခံလိုက်ရတဲ့သူတွေရှိတယ်အေးအေးယူခံလိုက်ရတဲ့သူတွေရှိတယ်ကြောင်ထိုးခံလိုက်ရတဲ့သူတွေရှိတယ်အဲ့လိုလူတွေကရောသူ့ပေါ်မှာအညှို့တင်ထားနိုင်မူလားဒါစဉ်းစားဘာဖြစ်လို့လဲဆိုတော့ဒီဗိုလ်ချုပ်အဆင့်ရောက်သွားတာမပြောနဲ့ကျွန်တော်ပြောချင်တာ ဘုံကြီးပုံမှုအစ်စ်မာတော်မှပဲသူကသူ့အဖွဲ့နဲ့သူရှိကြတကယ်ပြောတာအဲ့ဒါအဘုံမှုဆိုအဘယ်ဘုံမှုရဲ့ဒါတပည့်လေးအဘယ်ဘုံမှုရဲ့ဒါဆရာလေးဒါမျိုးပုံစံမျိုးတွေရှိကြတယ်သူ့အတိုင်းဝိုင်းနဲ့သူပေါ့နော်သူ့အဖွဲ့နဲ့သူရှိကြအဲ့တော့ဘိုးကျုပ်အစ်စ်နေဘုံမှုကျုပ်အစ်စ်နေရောက်သွားပြီဆိုတဲ့ခါကျရင်ပူတော်မှဆိုသေးတယ်အဲ့တော့တက်မမှုအစ်စ်တိုင်းမှုအစ်စ်ကဆတ်တာမှုအစ်စ်သူဖြုတ်တာတွေအများကြီးပဲအဲ့အစ်စ်နေဒီပါအဲ့ကြအဲ့လိုကောင်မျိုးတွေမှာရောသူ့အဖွဲ့နဲ့သူရှိတာဖြစ်တဲ့အတွက်သူ့ကိုပြန်ပြီးတော့တခုခုမလုံနိုင်ဘူးလား။ဒါချိုးဟာတွေမှာတော့ဟုတ်တယ်သူက ထားပါတော့အရင်အရောက်ပို့လိုက်တယ်ရိတ်ခါလာစားသူကပုံမှန်ပေးထားတယ်ဆိုပေမဲ့လည်းအသုံးမပြုတော့ဘူးအဲ့ဟာကူကသူကတိတ်ခါချလိုက်တာနဲ့အတူတူပဲလေမပြောရရင်တခြားပုံချုပ်တွေကသူကလည်းသူအဆောင်အယောင်နေနဲ့သူကလည်းသူတိုင်းနေကိုကုတ်ကဲနေတဲ့ချိန်မှာဒီအရင်အရောက်ပို့ခံရတဲ့ပုံချုပ်ဆိုတဲ့ကောင်ကဘာမှမရှိဘူးပေးတဲ့လာစားလေးယူပြီးတော့ပဲဒီတိုင်းနေနေရတယ်ဆိုတဲ့အနေထားအဲ့ကြဘလိုပဲဖြစ်တိမ်ငယ်တာရောဗျာသိရမလားအော်မင်းတို့ကတော့ကောင်းပါလေကွာငါကတော့အခုတော့ဘာဖြစ်နေပြီငါဘွားမျောလင်းချက်မရှိတော့ပါဘူးဗာညာဒါမျိုးပုံစံမျိုးရှိလိမ့်မယ် အဲ့လိုပုံစံမျိုးတွေနဲ့ဒါအညိုတေးထားလာနိုင်တဲ့သူတွေကိုသူပြန်ပြီးတော့ဒါခုလို့ဆိုဒါရေကောက်ပွဲအတွက်ရည်ရွယ်ပြီးတော့သူကဒီကြံဖို့ဘက်ကိုပြန်ပြီးတော့နေရာပြောင်းရွှေ့ပေးတာတွေအရက်ဘက်ပြောင်းရွှေ့ပေးတာမျိုးတွေလုပ်တယ်။ဒီလိုမျိုးနှစ်သိမ့်နေဆိုပေမဲ့လည်းသူတို့ခုနသူတို့ရဲ့မျောလင်းချက်ကအဲ့တက်မကဘူးပြောချင်တာ။ဒီအရက်ဘက်ကနေရာတစ်ခုရဖို့အတွက်ပဲသူကဒီအဆင့်အထိဗိုလ်ချုပ်လုပ်ခဲ့တာမဟုတ်ဘူးပြောရရင်အဲ့တက်သူကမျောမှန်းကျင်တာတချို့ဆိုကာကွယ်ရေးဦးစီးချုပ်အဆင့်အထိမျောမှန်းကြတဲ့သူတွေရှိတယ်။အဲ့အဲ့လိုနေထားမျိုးမှာသူကဒီမင်းအောင်လှိုင်ရဲ့အလိုမကျမှုတစ်ခုကြောင့်မဟုတ်ဘူးပေါ့နော်။ ဒါစစ်ပွဲဆိုရှုံးတာလည်းရှိမှာနိုင်တာလည်းရှိမှာဗျာဒါပေမဲ့ရှုံးတိုင်းမှာအခုလိုမျိုးဒါဒီလိုမျိုးတွေဒါဖဲကျင်လိုက်တာတွေဒါအပြစ်ပေးလိုက်တာတွေကြောင့်မလို့သူတို့စိတ်ထဲမှာလည်းနာကြီးတာတော့ရှိမှာအဲလိုနာကြီးတဲ့ဟာတွေကမရောက်နိုင်ကိုတစ်ချိန်ချိန်မှာပြန်ပြီးတော့ဒုက္ခမပေးနိုင်ဘူးလားဘာဖြစ်လို့လဲဆိုတော့ဘယ်ချိန်မှာဒုက္ခပေးမလဲဆိုတော့သူအာနာယော့သွားတဲ့အချိန်အဲ့တော့တက်ကိုသူကဆွလွန်လိုက်ပြီးတော့သူသူ့နေရာမှာတခြားတယောက်ကိုပေးလိုက်ပြီးဆိုနေကတန်းရွှေတို့ဒါတိမ့်စိန်တို့လို့ပေါ့ဗျာအဲ့လိုပေးလိုက်ပြီးဆိုနေကသူ့ရဲ့အာနာယော့ အဲ့လိုယော့သွားပြီဆိုတဲ့ခါကျရင်ခုနကသူလှုပ်ခဲ့တဲ့ကောင်တွေကသူ့ကိုပြန်ပြင်းတာလေမဖြစ်လာနိုင်ဘူးလားအဲအဲ့လိုမျိုးဟာတွေကိုရောသူကကြိုတွေးထားမှာပဲကြိုတွေးထားမှာဖြစ်တဲ့အတွက်ဒီဟာပြီးသွားပြီဆိုတဲ့အချိန်မှာအာနာလွှဲပေးမယ်ဆိုတဲ့ကိစ္စကစိတ်ဝင်စားစရာကောင်းတယ်ဗောနော်ဒါပေမဲ့လည်းတေချာတဲ့သူကနောက်ထပ်ယာရုတစ်ခုတော့သူတေချာပေါက်ယူထားလိမ့်မယ်ကင်ထားလိမ့်မယ်ဗောနော်အဓိကလုံလုံကြီးဗောနော်သူ့ကိုအခုချိန်မှာပြစ်မှတ်ထားနေတဲ့ဟာတွေကအများကြီးရှိတယ်အဲ့တော့အဲ့ဥစ္စာတွေကိုသူလုံလုံကြီးဒါသူကခံစားလိုက်ရဖို့ဆိုတာသူ့မှာအဆင်သင့်မဖြစ်နိုင်သေးဘူးအဲ့တော့သူတေချာပေါက် ထွက်ပေါက်အနေနဲ့တခုခုသူကြံစီထားလိုက်မယ်အဲ့လိုကြံစီထားတဲ့အရာကိုလည်းသူကမဖြစ်ဖြစ်အောင်လုပ်နေတယ်အဲ့လိုလုပ်နေတဲ့ဟာရဲ့ busy မှုကိုလည်းခုနလိုပေါ့နော်သူ့ပထွေးနိုင်ငံတွေကိုတွားပြီးတော့သရုပ်တင်နေရတယ်ဆိုတဲ့ဟာတွေရှိတယ်အဲ့တော့အဲ့နောက်ွယ်ကဟာတွေကကျွန်တော်တို့သတိထားစောင့်ကြည့်ရမယ့်အရာတွေဖြစ်တယ်လို့ပေါ့နော်ဂျိုတင်ပြင်ဆင်မှုတွေလည်းလှုပ်ဆောင်ထားနိုင်တော့အကောင်းဆုံးဖြစ်လိမ့်မယ်အဓိကတော့မင်းအောင်နိုင်ငံလွယ်လွယ်နဲ့အာဏာကိုလက်လွတ်မဲ့ကောင်မဟုတ်ဘူးဆိုတဲ့ဟာကို သိစေခြင်းနဲ့ပေါ့နော်နောက်တစ်ခုကတော့ဒါမင်းအွန်လိုင်းကဒီနန်စီဒီယန်နေပေါ့ဗျာနန်စီဒီယန်နေပြီးရင်အငိမ့်စားဝန်တန်းနေအခြားဒါဌာနဆိုင်ရာဝန်တန်းနေအဲ့ဝန်တန်းနေကိုသူကဒီငွေကျပ်3000ပေါ့နော်တိုးပေးလိုက်တယ်တိုးပေးတယ်ဆိုတာကထောက်ပံ့ခြင်းအနေနဲ့ခေါင်းစဉ်တက်ပြီးတိုးပေးလိုက်တာပေါ့နော်အဲ့တော့ဒါစကားဆက်လောက်ခံဗန္ဒာကြီးနဲ့အခွန်ဝန်ကြီးဌာနရဲ့အမိန့်ကြော်ညာစာအမှတ်110မြင်းဆောင်2025အရနန်စီဒီယန်ဝန်တန်းနေနဲ့အငိမ့်စားဝန်တန်းနေကိုအောက်တိုဘာ1ရက်ကနေစပြီးတော့သူက ထောက်ပံ့ကြေးပေါ့နော်အပူထောက်ပံ့ကြေးဆိုတဲ့ခေါင်းစဉ်နဲ့ပတ်စံ3000လာကျင်ခန်းစားခွင့်ပေးလိုက်တယ်ခွင့်ပြုလိုက်တယ်ဆိုပြီးတော့ဒါပြောထားဒါထုတ်ပြန်ထားရတယ်ပေါ့ဗျာအဲ့တော့အဲ့ထောက်ပံ့ကြေးကအာနာသိန်းစစ်တပ်အတွင်းကဒါကြီးရည်လေဝန်ထမ်းတွေအကုန်ပါတယ်အခြားထိုင်သားဆိုင်ရာဝန်ထမ်းတွေအကုန်ပါတယ်ငိမ့်စားဝန်ထမ်းတွေကအစအကုန်ပါတယ်ပေါ့နော်အဲ့ကြအဲ့လိုမျိုးလှုပ်လိုက်တဲ့ဟာတွေရဲ့နောက်ွယ်ကဘာဖြစ်မလဲနောက်ွယ်ကရည်ရွယ်ချက်ကဘာဖြစ်မလဲဆိုတော့ဒါသိကြပါတယ်ဒါစစ်ကောင်စီကရွေးကောက်ပွဲကိုရည်ရွယ်ပြီးတော့ ရင်မင်းအောင်လိုင်းကပေါ့နော်အဲနိုင်ငံတော်ရဲ့ဘန်နာနဲ့စီယုံရေးတစ်ခုလုတ်တယ်လို့ပဲဒါကျွန်တော်ကပြောရမယ်ဟုတ်တယ်နိုင်ငံတော်ရဲ့ဘန်နာကိုအလွဲသုံးစားလုတ်တာပဲဒါလေဒါမှပဲသူ့ကိုထောက်ခံကြလိမ့်မယ်ဒါမှပဲသူ့ကိုအားပေးကြလိမ့်မယ်ပေါ့နော်အဲဒီရွေချက်နဲ့သူကလုတ်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ပြန်စင်းစားကြည့်မယ်ဆိုရင်ဒါ NLD အစိုးရအာဏာရစဉ်အခါတုန်းကကိုဗစ်ချင်းငွေဆိုပြီးတော့ဒါဝန်ထမ်းတွေကိုနှစ်လစာထုတ်ပြီးတော့ခြေခဲ့တာရှိတယ်။အဲ့လိုခြေခဲ့တဲ့ဟာကိုဒါနိုင်ငံတော်ဘန်နာနဲ့စီယုံရေးလုပ်တယ်ဆိုပြီးတော့ပြောခဲ့တဲ့မင်းအောင်လှိုင်က အခုကြတော့ဒါရွေးကောက်ပွဲနဲ့အချိန်ကိုက်ဒါထောက်ပံ့ကြေးဆိုတဲ့ခေါင်းစဉ်နဲ့စီယုံရင်လုတ်ခဲ့တာပဲဒီကောင်မဆက်တတ်တာကိုပြောတာပေါ့နော်ရှေ့မှာတော့သူများကောင်းအောင်လုတ်ပေးခဲ့တဲ့ဟာတွေအကုန်လုံးကိုလိုက်ပြီးတော့လညိုထိုးပြောအပြစ်ပြောပေါ့နော်ဒါမဲလိနေလို့ပြောမဲခိုးတယ်လို့ဆွဆွဲအခုဆိုလဲအမေဆုဆိုလဲအမေဆုတည့်ရတိုင်းပဲဒါရဲရင်လေးဝယ်တဲ့ဟာကိုပြောအာဒီကောင်ကြတော့ကိုပိုင်းလီရင်ဝယ်လို့ဝယ်အဲ့လိုမျိုးယုံညံ့တဲ့စစ်ကောင်းဆောင်ကအခုသူပြောခဲ့တဲ့နီလန်းကိုပဲပြန်သုံးပြီးတော့သူဒါစီယုံပြန်ပြီးတော့လုတ်ခဲ့တာပဲပေါ့နော်အဲ့တော့ဒီထောက်ပံ့ကြီးဆိုတဲ့ခေါင်းစဉ်နဲ့ဘာလို့ပြီးတာလဲလာစာအနေနဲ့ ိုးပေးလို့မရဘူးလားဒါအရင်တုန်းကနေကစဉ်းစားကြဘူးတယ်တချို့တော်တော်များများပါเนาะစဉ်းစားတဲ့အခါမှာသူက3000 3000 3000ဆိုတဲ့ပုံစံမျိုးနဲ့ဒါသူက3နှစ်ပုံစံမျိုးတိုးခဲ့တာ2023ကနေစပြီးတော့အခု25အထိပေါ့နော်အဲ့တော့3000 3000ဆိုတဲ့ပုံစံမျိုးနဲ့တိုးခဲ့တာအမှန်တော့လာစားလာစားလာစားဆိုပြီးတော့ထုတ်နေရတာပဲအတူတူပဲလေလာစဉ်ခန်းစားခွင့်ရတယ်ဗျာအဲ့ကြတော့ခေါင်းစဉ်လွှဲပြီးတော့ပေးထားတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့သူကဒီကုံစေးနှုံးနေဒါမြင့်တက်လာမှဆိုတဲ့ကောလာဟာလာတွေဘာတွေပြီးရင်ပြစ်တင်မှုတွေကိုဒါသူကရှောင်လွှဲခြင်းတဲ့အတွက်ပေါ့နော်ပြီးရင်နောက်တစ်ခုက နောက်လာမဲ့အစိုးရကြရင်ဒီလစာတွေကိုပြန်လျှော့ပေးလို့ရတယ်ဆိုတော့ဟာကိုတိထားတော့ဗောနော်သူကထောက်ပံ့ခြင်းအနေနဲ့တိုးပေးတာအဲထောက်ပံ့ခြင်းဆိုတော့ခေါင်းစဉ်နဲ့တိုးပေးတာဗောနော်အဲအဲ့အဲ့လိုမျိုးပုံစံမျိုးနဲ့တိုးပေးခဲ့တာဖြစ်တယ်နောက်တစ်ခုကဒါသူကငွေဆက်ကိုအစ်စ်တွေရိုက်နှိမ့်မယ်ဆိုတဲ့ဟာလည်းပါအဲ့ဟာကလည်းအရေးကြီးတယ်ဘာလို့လဲဆိုတော့အခုလိုမျိုးဒါနိုင်ငံတော်ပန်နာကိုလှုပ်ချင်းသလိုလှုပ်နေတဲ့ကောင်ပေါ့ဗျာအဲသူ့အိတ်သေးကစိုက်ပေးရတာမဟုတ်ဘဲနဲ့ဗောနော်စိုက်ပေးစရာမလိုဘဲနဲ့သူ့ကိုထောက်ခံမှုရအောင်နှီးမျိုးစုံနဲ့လှုပ်နေတဲ့ကောင်ပြောရရင်အဲ့ပုံစံပဲ အခုငွေစောက်ကိုတည်တည်ရိုက်နေမယ်ဆိုတဲ့ဟာကလည်းငွေကြီးဖောင်းမမှုတွေပို့ပြီးတော့ဖြစ်လာနိုင်ခြင်းရှိတယ်အဲ့ပြီးတော့ဒီခုနကသူပြောလိုက်တဲ့ဒီသူလှုပ်လိုက်တဲ့ဒီထောက်ပံ့ကြီးဆိုတဲ့ကောင်းစဉ်ပေါ့နော်အဲ့ဟာတွေကိုပြန်ပြီးတော့ကာမိအောင်လို့ဒါတွေကိုထပ်ပြီးတော့ရိုင်းနေမယ်ဆိုတဲ့ရည်ရွယ်ချက်လည်းဖြစ်ကောင်းပြစ်နိုင်မယ်ပေါ့နော်ပြောချင်တာလှုပ်ချင်တဲ့လူကိုလှုပ်နေတာဗျာအဲပတ်စံကိုရိုက်ချင်ရိုက်မယ်ထုတ်ချင်ထုတ်မယ်ငါပေးချင်တဲ့လူပေးမယ်ငါ့ကိုထောက်ခံအောင်ငါဘာဖြစ်ဖြစ်ဖြစ်လှုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ရည်ရွယ်ပြီးတော့လှုပ်နေတဲ့ကောင်ဖြစ်တယ်အဲ့တော့ငွေကြေးဖောင်းပွတာတွေပို့ပြီးတော့မြင်လာရလိမ့်မယ်အဲနောက်တစ်ခုကပေါ့နော် လက်တလုံးနေဆက်ကုံသွေးလမ်းကြောင်းတွေပိတ်ထားလို့ဒါဘက်ဈေးတွေကကျပြီးတော့ကျက်ဈေးတွေတက်နေရတာကနေပြီးတော့ဒီလိုမျိုးလှုပ်လိုက်တဲ့အတွက်ဒီလိုမျိုးလှုပ်လာနိုင်တဲ့အတွက်ကျက်ငွေဈေးတွေပြန်ပြီးတော့ကျလာနိုင်တာတွေလည်းဖြစ်နိုင်တယ်ဆိုပြီးတော့ဒါသုံးသက်နေကြရတယ်ရှိတယ်ပေါ့နော်အဲ့တော့ငါသာအာနာရဖို့အတွက်ဆိုရင်လှုပ်ရှင်ရလှုပ်မယ်ဆိုတော့မရောက်လည်းလှုပ်ရက်ကတော့ယွန်စရာကောင်းတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလှုပ်တဲ့ဟာမှာထူးခြားတာရှိတယ်အဲ့တော့ဘာလဲဆိုတော့သူ့ဘက်ကလူတွေဒီလူတွေကနန်းစီရန်ဝင်တန်းသူ့အတွက်လှုပ်ကြွေးပြုနေတဲ့သူတွေကြီးကြီးလေးစစ်သားတွေအကုန်လုံးသူ့အတွက်လှုပ်ကြွေးပြုနေတဲ့သူတွေအငိမ့်သားဝင်တန်းတွေသူ့ဘက်မှာရှိတဲ့သူတွေကြီးပဲ စစ်မှုလည်းဟောင်းမဖြစ်ဘာပဲဖြစ်ကြည့်လိုက်အသူ့ဘက်ရှိတဲ့သူတွေကြီးပဲဒါပေမဲ့အဲ့လိုလူမျိုးတွေကိုတောင်မှဒီလိုမျိုးထောက်ပံ့ခြင်းပေးပြီးတော့စီယုံနေရတယ်ဆိုတဲ့ဟာကအထဲထဲမှာအကြောင်းအရာတခုရှိအဲ့ဒါပါလဲဆိုတော့ဒါစစ်တပ်ထဲမှာကိုပဲမင်းအွန်လိုင်းကဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာသူ့ရဲ့ဒါသူ့ဘုံမှာထောက်ခံတဲ့ထောက်ခံမှုတွေကြဆုံးလာတယ်တကယ်ကြယုံလာတာစစ်တပ်ထဲမှာရှိတဲ့ဒီကြီးရေးလေစစ်သားတွေတော်တော်များများကမင်းအွန်လိုင်းကိုမကြိုက်တဲ့ဘက်မှာပါတယ်အဲ့ဒါအတိပြောတာဘာဖြစ်လို့လဲဆိုတော့မင်းအွန်လိုင်းလက်ထက်မှာသူတို့အသေးဆုံးနဲ့သေးတာအများကြီး မင်းအွန်လိုင်းလက်ထက်မှာနေ့စဉ်နဲ့မျှလုံတာဝင်းတွေကိုနှစ်ဆသုံးဆလောက်ရတာတွေအများကြီးအရင်တော့ထားပါတော့ဒါမင်းအွန်လိုင်းကအနာမသိငင်မှာပေါ့နော်ဒီတချို့လုံတာဝင်းတွေဆိုရင်သူကတယောက်တည်းကိုဒါတစ်လုံးနှစ်လုံးလောက်ရတာမျိုးတွေရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ဒီမင်းအွန်လိုင်းအနာသိမ့်လိုက်ပြီးရနောက်ပိုင်းမှာတိုက်ပွဲတွေနေရာနှံ့ဖြစ်လာတယ်ဒီအနာသိမ့်မှုကိုမလိုလားတဲ့ပြည်သူတွေအကုန်လုံးကတော်လန့်တယ်အဲအဓိကတော့လက်နက်ဆွဲကင်ပြီးတော့တိုက်ပွဲဝင်တဲ့ခါကျတော့စစ်ပွဲတိုက်ပွဲတွေဖြစ်တယ်အဲ့တော့တိုက်ပွဲတွေဖြစ်တဲ့ခါကျတော့စစ်သားဖြစ်တဲ့အတွက်အဲ့တိုက်ပွဲတွေမှာပါဝင်ရတယ် အဲ့လိုပါဝင်မှုအတွက်ဒါသူတို့တွေမှာလူတွေလိန်ထားတာတွေရှိတယ်တချို့တက်တွေကလူမပြည့်ဘူးအဲ့ကြတော့အရင်တုန်းကအလုတ်ကိုတစ်လုံးနှစ်လုံးလောက်ပဲလှုပ်ရတဲ့ကောင်တွေကအခုဆိုခေါင်းစဉ်၄ငါ၆မျိုးနဲ့လှုပ်ရတယ်အရင်တုန်းကကြက်လောက်ပဲမွေးရတဲ့ကောင်ကဝက်တွေနွားတွေပါစားမွေးလာရတယ်ဒါဒါဒါဥမာအနေနဲ့ပြောပြရပါဗျာအဲ့တော့သူအာနာသိမ်းပြီးနောက်ပိုင်းမှာအိုက်စစ်သားတွေကပို့ပြီးတော့ဒါဒီဒန်တွေကိုခံရတယ်ပေါ့နော်အရင်တော့ကဒါစစ်မတိုက်ရတဲ့တက်တွေဆိုရင်အခုစစ်တွေတိုက်နေရပြီအဲသွားပြီးတော့ဒါတိုက်ပွဲတွေဝင်နေရပြီတေကြပြီကြေကြပြီပေါ့နော် အရင်တုန်းကဒါမြို့ပေါ်မှာအေးအေးဆေးဆေးလေးပဲလုံခြုံရေးယူရမှာပဲဆိုတဲ့ကောင်တွေကနှစ်ပေါက်အောင်တော်ထဲမှာနေရတယ်တက်ကိုပြတ်မလာရဘူးအာအဲ့လိုပုံစံမျိုးတွေဖြစ်နေပြီအာသေးတာဆိုရင်လည်းတည့်တဲ့အချိန်မှာတောက်တောက်လေဟိုဒါအာနာသိမ့်မတိုင်ခင်နှုံးကမပေါ့နော်ဒါတို့ဒါရှေ့တန်းမှာတည်တယ်ဆိုတာရှားလေဦးမယ်ပေါ့နော်အခုကျအဲ့လိုမဟုတ်တော့ပြီးအစင်တိုင်းမှာတည်နိုင်ရည်ရှိတယ်ပိုကျုပ်စစ်နေသေးပေါ့နော်တည်နိုင်ရည်ရှိတယ်အာအောက်ကရဲပေါ်ဆိုရင်တော့ပြောမနေနဲ့ရှေ့သွန်းကတိုက်ရတဲ့ကောင်တွေလေပိုသေးတာပေါ့ အဲ့ကြအဲ့လိုမျိုးအောက်ချိန်မှာပေါ့နော်အလုတ်တွေကိုလည်းတင်းကျုံပြီးတော့လောရသလိုအသေးပြောက်တွေလည်းအများဆုံးဖြစ်နေရတဲ့ဒီအောက်ချိန်ကဒါစစ်သားတွေကမရောက်နိုင်ကိုမကြိုက်ကြအောင်ဒီကောင်ကြီးမြန်မြန်ဆင်းမအေးမှာပါဒီကောင်ကြီးမြန်မြန်ပြောင်းမအေးမှာပါဆိုပြီးပြောကြရဲရှိတယ်နောက်တစ်ခုကဒီကောင်ဒါ6လ6လတတန်းတိုးတိုင်းမှာဒီကောင်ကိုဆဲတဲ့သူအများဆုံးကတတ်ထဲရကောင်နေတကယ်ကျွန်တော်တို့တော်လန်ပြည်သူတွေကဆဲတာနေသေးတယ်ဟမ်မေမေးမယူမယ်ဆိုတဲ့ဟာကိုငါတို့ကတိထားပြီးသားအဲကျွန်တော်တို့ကမျှော်လင့်ထားပြီးသားလေဒီကောင်မဲ့ဒီအနာကိုဆက်ယူမယ်ဆိုတာကိုမျှော်လင့်ထားပြီးသားဒါပေမဲ့ တက်သေးကသူတွေကကြာအဲ့လိုမဟုတ်သူတို့မှမျောလင့်ထားတာရှိအာဒီတစ်ဆက်မရောက်လိုက်ပြီးသွားလို့နောက်တစ်ဆက်ဆိုရင်တော့ဒါဆိုးဝင်းဆိုလဲဆိုးဝင်းအာဆိုးဝင်းကတော့အဲ့လိုမလုံးလောက်ပါဘူးအာဆိုးဝင်းကတော့မရောက်လိုက်တတ်တော်ပါသေးတယ်အဲ့လိုပုံစံမျိုးနဲ့မျောလင့်နေတဲ့တိတ်တခိုးမျောလင့်နေတဲ့စစ်သားတွေကတက်သေးမှာအများကြီးရှိတယ်သူတို့မိသားစုတွေရောပေါ့နော်အဲ့ကြောင့်မရောက်လိုက်ရင်ပြောင်းသွားမှာပဲဒါတွေကပြောင်းလဲလာလိမ့်မယ်ဆိုတော့အာမျောလင့်ချက်မျိုးနဲ့သူတို့ထားခဲ့ကြတယ်ဒါပေမဲ့လည်းမျောလိုက်ဇက်တက်ဇက်တက်ဇက်တက်ယူပြီးတော့အခုချိန်ထိအာသူတို့စစ်သားတွေကဒီမျောလင့်ချက်တွေမဲ့နေတယ်ပေါ့နော် အဲ့တော့မြောက်လိုင်းကိုမလိုလားတဲ့အထက်မှာစစ်ကောင်စီရဲ့စစ်သားတွေကပိုတော့များသေးတယ်။အဲအဲ့ဒါကြောင့်မလို့လေသူကဒီလိုပုံစံမျိုးနဲ့ဒါအတွင်းထဲမှာပြန်ပြီးတော့စီယုံရင်လောက်ရတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်။ဒါဟာမြောက်လိုင်းနေနဲ့ပေါ့နော်။ဘာမှအိတ်မဆက်ရပဲနဲ့သူအောင်မြင်မှုအတွက်သူအာဏာဆက်ပြီးတော့ရယူထားနိုင်မှုအတွက်သူအာဏာရရှိတည်မြဲရေးအတွက်ကိုအိတ်မဆက်ရပဲနဲ့လှုပ်သွားတယ်စီယုံရင်တစ်ခုလိုပဲပြောရလိမ့်မယ်ပေါ့နော်။ဒီကတော့ဒါမြောက်လိုင်းကတော့ကလိန်ကြည့်ဆိုတဲ့ကောင်တော့အတိတဲ့အတိုင်းပဲ။ ကျွန်တော်ဒါနိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင်ဒီမင်းအောင်လိုင်းရှိနေတဲ့မြကာလာပတ်လုံးဒီအာနာရှင်စနစ်ဆိုးတွေရှိနေတဲ့မြကာလာပတ်လုံးနိုင်ငံကချွတ်ချုံကြနေအောင်ပါပဲနိုင်ငံကသူများနိုင်ငံရဲ့နောက်မှာရောက်နေအောင်ပါပဲအခုကျွန်တော်နိုင်ငံကနာမည်ဆိုးစင်းရင်းတွေထဲမှာအမြဲတမ်းပါတယ်ကောင်းတဲ့စင်းတွေပါဆိုဟိုးအောက်ချီဖင်ကတ်နေတကယ်နာမည်ဆိုးတွေနဲ့ဆိုရင်ဟာလေပတ်လို့ဒါအနေအများဆုံးနိုင်ငံဆိုကြည့်လိုက်မြန်မာနိုင်ငံပါတယ်အစင်းရဲ့အမွဲတွေဆုံးနိုင်ငံဆိုမြန်မာနိုင်ငံပါတယ်ဒီလိုမျိုးပုံစံမျိုးတွေဖြစ်နေတာပြီးရင်ပြည်သူလူထု ဒီကောင်နေအခုလိုမျိုးအာနာဆွဲကန်ရဖို့အတွက်ကိုပေါ့နော်ဒါနေမြေလိုက်ဒုက္ခတွေလိုက်ပေးနေရပြည်သူလူထုတွေအများကြီးဒုက္ခရောက်တယ်နိုင်ငံရဲ့တရားစတာတွေအများကြီးဆုံးရှုံးတယ်ပေါ့နော်အဲ့တော့ဒီလိုကောင်မျိုးတွေမြ мян ခြုံငိမ့်သွားမှကျောင်းနိုင်ငံနဲ့အရင်လိုပုံစံမျိုးပြန်ဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့တော်လိုင်းရေးကိုထောက်ခံအားပေးနေကြတဲ့မိဘပြည်သူတွေအနေနဲ့ရောတော်လိုင်းတက်ဖွဲ့အနေနဲ့ရောကိုတက်နိုင်တဲ့အလုပ်တွေကိုပို့တိုးပြီးတော့လုပ်ကြဖို့ပဲလိုတယ်လို့ဒီနေ့ကနေပြောချင်ပါပြီဗျအားလုံးပဲကျေးဇူးတင်ပါတယ်